လမ်းပြောက်သွားပြီးအိမ်ပြန်လန်းကိုရှာဖွေခဲ့ရတဲ့ဒိုင်နိုဆောငကြောက်လေးရဲ့စွန်စားကန်းမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့ညီကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာတခါတော့ကဒိုင်နိုဆောလင်မယားစုံတွေဟာသူတို့ကလေးတွေဥကနေအကောင်ပေါက်လာမှာကိုစောင့်နေခဲ့ကြပြီးသမီးလေးလီပီကအရင်အကောင်ပေါက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ကောင်စိုးလေးဘက်ကဦးရဲကထွက်လာခဲ့ပြီးတုတ်ကိုပါဇက်နဲ့ကြိုက်ကသူ့ဖေကိုရိုက်ခဲ့ပါတယ်ဘက်ကကြံတဲ့ဦးရဲကိုပါဒုံးနဲ့ရိုက်နေတော့အဖေဖြစ်တဲ့ဟင်နရီကသူ့ကိုတားခဲ့ရပြီး အငယ်ဆုံးလေးဖြစ်တဲ့အားလုံးကအကောင်ပေါက်လာပြီမဲ့ဥရဲကထွက်ဖို့ကြောက်နေခဲ့ပါလေ။ဒိုင်နိုဆောပေါက်၃ကောင်လုံးကဥရဲကနေထွက်လာကကစားနေကြရင်းနဲ့အင်ရှိကနှင်းတော်ကြီးကိုတွေ့သွားခဲ့ကြပါလေ။ဟင်နရီကသူတို့ကိုမိသားစုပိုင်းလေကိုပြပြီးတော့အတူတူစိုက်ပျိုးရမယ့်အကြောင်းကိုလည်းပြောခဲ့ပါလေ။အဲဒီနောက်နှစ်ပေါင်းများစွာကြာသွားတော့ဒိုင်နိုဆောလေးတွေကအရွယ်ရောက်လာခဲ့ပြီးတော့လေအလုံးမှာဝင်ရောက်ကူညီခဲ့ကြပါလေ။အားလုံးကတကြီးလာပြီမဲ့အားနည်းနေစေပဲဖြစ်ကကြက်ကသူ့နောက်ကိုလိုက်တော့ကြောက်ပြီးထွက်ပြေးတဲ့အခါမှာသူ့အမေကိုဝင်တိုက်ကအမေဖြစ်သူကိုလည်းအလုပ်ပြစ်သွားစေခဲ့ပါလေ။ အဲ့ဒီချိန်မှာပဲဘစ်နဲ့လီဗီတို့ကစားနောက်ရင်းတဲ့အလုပ်ကိုကောင်းကောင်းလုပ်နိုင်ခဲ့ကြပါတယ်။ဒိုင်လွန်စောအမေကြီးကအားလုံးကိုပြောင်းမှုချင်းပေးကာစက်စာသွားကြွေးဖို့ခိုင်းခဲ့ပါတယ်။အားလုံးလည်းကြောက်ကြောက်ရွံ့နဲ့ကြက်ချံနဲ့ရောက်သွားတော့ကြက်ပေါက်လေးတကောင်ကခြုံထဲမှာညိနေတာတွေ့ပြီးတော့လှုပ်ပေးခဲ့ပေမဲ့ကြက်မကြီးကသူ့ကိုလိုက်စိတ်ခဲ့ပါတယ်။အားလုံးကလည်းထွက်ပြေးသွားခဲ့တော့သူ့ဘေးကသူ့ကိုမြစ်ထဲပြုတ်မကြခင်အမီးနဲ့ပွေခေါ်ကဘယူးဆိုင်ဖို့လည်းပြောခဲ့ပါတယ်။ဟင်နရီကဘာဖြစ်နေလဲလို့မေးလိုက်တော့ကြက်တွေကစိုးတဲ့အတွက်မကြိုက်တဲ့ကြောင်းအားလုံးကပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဟင်ရီကပြောင်းမှုတွေကိုတူလောင်ယုံနဲ့ထဲခဲ့ပြီးတော့သူ့မိသားစုကိုတူလောင်ယုံကိုအလုံးပိတ်တိဆောက်ထားတဲ့အတွက်ပိုးမွှားတွေမဝင်နိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဟင်ရီတို့ကတူလောင်ယုံပေါ်မှာတစိမ့်နှိမ့်လိုက်ကြတော့ကလေးတွေကလည်းလိုက်လုချင်ခဲ့ပေမဲ့လည်းတစိမ့်ကမယိုးရှင်းမဲနဲ့သူတို့ကိုယ်တိုင်ထူးခြားတဲ့တကူးကူးကိုလုံးနိုင်မှတစိမ့်ခန့်နှိမ့်နိုင်မဲ့အကြောင်းဟင်ရီကရှင်းပြခဲ့ပါတယ်။အဲဒီနောက်ဘက်ကလေယာစိုက်ပျိုးရေးအတွက်တောရှင်းခဲ့တဲ့အခါမှာတော့သူ့ရဲ့မိဘတွေကသူ့အတွက်ဂုဏ်ယူခဲ့ကြပါတယ်။တချိန်တည်းမှာပဲအားလုံးကတော့အကြက်တွေလိုက်စိတ်တာခံနေရတော့မှဖြစ်ပြီးတော့ က်ကတူလွန်ယုံမှာတစည်းခန့်နေနိုင်တဲ့ပထမဆုံးကလေးဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့လီဘီကလည်းလေတော်ရဲမှာကြိုးကြိုးစားစားထွန်ထိုးပြီးတော့တစည်းခန့်နေနိုင်ခဲ့ပါတယ်။သူမိသားစုဝင်တွေရဲ့တစည်းတွေကိုတူလွန်ယုံပေါ်မှာမြင်လိုက်ရတော့အားလုံးကလည်းတစည်းခန့်နိုင်အောင်ကြိုးစားဖို့ဆုံးဖြတ်ခဲ့ပြီးတော့တက်တီမွေကချက်တွေကိုအစာသွားကျွေးခဲ့ပါတယ်။ဒါမဲ့လည်းသူကချက်ချင်မှတန်ရာရပြီးတော့လဲနေတဲ့ဘက်ကိုတွေ့ကဘက်ကသူ့ကိုချက်ကောင်းဆောင်တိုက်ခိုက်တာခံခဲ့ရတဲ့အတွက်သူ့မိကိုချက်တယ်လို့ပြောပြီးဖို့ပြောကအားလုံးကိုလည်းသူမိနဲ့ရိုက်ပြီးတော့ကြောက်လန့်အောင်စားနောက်ခဲ့ပါတယ်။ အားလုံးတယောက်သူ့ကိုလောင်ပြောင်တဲ့အတွက်သူ့ကိုယ်ကိုဒေါသထွက်ပြီးတော့တုံးထိုးခဲ့ပေမဲ့အာမတန်မန်လျှော့ခဲ့ရပါတယ်။အားလုံးကဘက်ကိုပြစ်တင်ခဲ့ပေမဲ့ဘက်ကလည်းသူ့ကိုကိုလို့ကိုမလုံနိုင်တဲ့အပြင်သူများအလုပ်တွေမှာပါဝင်ရှုပ်နေတယ်လို့ပြစ်တင်ခဲ့ပါတယ်။ဟင်ရီတို့လည်းရောက်လာခဲ့ပြီးတော့ဒိုင်လွန်ဇောအမေကအားလုံးကိုတူလောင်ယုံပေါ်မှာတစိမ့်ခတ်နိုင်အောင်ဖြည်းဖြည်းချင်းစူးစမ်းဖို့ပြောခဲ့ပေမဲ့အားလုံးကဂယူးမဆိုင်ဘူးလို့ပြောကာထွက်သွားခဲ့ပါတယ်။တညမှာတော့ဟင်ရီကအားလုံးကိုလာနိုးခဲ့ပြီးတော့သူ့နောက်ကလိုက်ခိုင်းခဲ့ပါတယ်။အားလုံးကအမောင်ထဲမှာသူ့ဘေးနောက်ကိုကြောက်ကြောက်နဲ့လိုက်ခဲ့ရပြီး ဟင်ရီကသူ့ကိုလေကွင်းနဲ့ဖျက်ရှောက်ဖို့ပြောတော့အားလုံးကကျူးဆိုင်နဲ့သွားခဲ့ပါတယ်။ခဏကြာမှဘိုးဆုံးကျိုးတကောင်ကသူ့ရဲ့နှာခေါင်းပေါ်မှာလာနာတဲ့အခါမှာတော့အားလုံးကကြောက်နေပေမဲ့ဟင်ရီကမှုတ်ထုတ်တော့ပြန်တန်းသွားခဲ့ပါတယ်။ဟင်ရီကအားလုံးကိုအလားဆုံးအရာတွေကအကြောက်တရားရဲ့တခြားတစ်ဖက်မှာရှိတဲ့အကြောင်းပြောလိုက်တော့သူတို့ကကွင်းမြင်နေမြပြေးခဲ့ကြပြီးပိုးဆုံးကျူးရဲ့အများကြီးကလည်းပြန်တန်းနေခဲ့ပါတယ်။ခဏကြာတော့ဟင်ရီကအားလုံးကိုတစိမ့်ခန့်နှိမ့်နိုင်အောင်အကြံရပြီးဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ နောက်တစ်ရက်မနေ့မှာတော့ဟင်နရီကအားလုံးကိုတူလောင်ယုံတဲကပြောင်းမှုတွေကိုခိုးနေတဲ့ဒရိတ်ဆန်တွေကိုဖမ်းဖို့တာဝန်ပေးခဲ့ပါတယ်။သူတို့ကထောင်ချောက်ဆင်ပြေးသွားတော့ဟင်နရီကတကိုးကိုထောင်ချောက်ထဲမှာမိမဲ့အချိန်အထိကိုစောင့်ရမယ့်အကြောင်းနဲ့တကိုးကိုတုံးနဲ့ရိုက်ဖမ်းရမယ့်အကြောင်းကိုရှင်းပြခဲ့ပါတယ်။အားလုံးကကင်းဆောင်ခဲ့ပေမဲ့ထောင်ချောက်ကတကိုးကိုမိသွားတဲ့အခါမှာတော့သူကသွားကြည့်ခဲ့ပြီးမိနေတာကအကောင်မိုးပဲနဲ့လူသားကလေးတယောက်ဖြစ်နေခဲ့ပါတယ်။ကောင်းလေးကယုံနေတဲ့အတွက်အားလုံးကကြောက်နေခဲ့ပေမဲ့ကောင်းလေးကအားကုန်သွားကလဲကြသွားခဲ့ပါတယ်။ အားလုံးကလည်းကောင်လေးကိုဒုံးနဲ့ရိုက်ဖို့ရွယ်ခဲ့ပေမဲ့မရိုက်ရဖဲနဲ့လွတ်ပြေးခဲ့ပါတယ်။အားလုံးကကောင်လေးကိုထွက်ပြေးခိုင်းခဲ့ပေမဲ့ကောင်လေးကသူ့နားကပ်လာကအနှံ့ခံတော့အားလုံးလည်းကြောက်ပြီးတော့အာကောင်ချစ်អော်ခဲ့ပါတယ်။អော်တန်ကြောင့်ဟင်နရီရောက်လာတော့ကောင်လေးကထွက်ပြေးသွားခဲ့ပါပြီ။ဟင်နရီလည်းစိတ်ပြစ်သွားပြီးတော့အကြမ်းမခံဘူးဆိုရင်အသက်ရှင်နိုင်မှာမဟုတ်တဲ့ကြောင်းပြောကာအလုပ်ကိုလက်စားတတ်ဖို့ကောင်လေးနောက်ကိုလိုက်ဖမ်းခိုင်းခဲ့ပါတယ်။ဒီနောက်မှာတော့အားလုံးတယောက်ခြံဝင်းအပြင်ထွက်ဖို့ကြောက်နေခဲ့ပေမဲ့လည်းဟင်နရီကသူ့ကိုတွန်းအားပေးခဲ့ပါတယ်။သူတို့ကမြစ်ကိုဖျက်ဆောက်နေကြတော့မှအားလုံးကလမ်းပျောက်သွားမှကြောက်နေခဲ့ပေမဲ့ အားလုံးကမြစ်ကိုရှာတွေ့ရင်အိမ်ပြန်လန်းကိုရှာနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်သူတို့သားဖကကောင်လေးရဲ့ခြေရာတွေနောက်ကိုလိုက်ခဲ့ပေမဲ့မိုးရီသေးလာခဲ့ပါတယ်အားလုံးလည်းမိုးချိုးပြတာကိုမြင်လိုက်တဲ့အခါမှာတော့ကြောက်ရွံ့သွားခဲ့ပြီးကြောက်တုံးနဲ့ဝင်တိုက်ကခြေတော့လဲနာသွားခဲ့ပါတယ်ဟင်နရီကအားလုံးကိုတန်မာလာအောင်အားတင်းခိုင်းထားခဲ့ပေမဲ့လည်းသူကသူသားကိုအတင်းဖိအားပေးမိမှန်းသူကသဘောပေါက်သွားခဲ့ပါတယ်အဲ့တော့သူကသူသားကိုထူလိုက်ပြီးတော့အိမ်ပြန်ခဲ့ပေမဲ့လည်းယာတီဥဒုကစိုးလာကမြက်ကလည်းရေကြီးလာခဲ့ပါတယ် တို့နှစ်ကောင်လေးအန်နီယိုတို့ရောက်နေခဲ့ပြီးတော့ဟင်နရီကအားလုံးကိုပေးကင်းအောင်တောင်စွန်းပေါ်တင်ပေးခဲ့ပေမဲ့လေသူကတော့မတက်နိုင်ခဲ့ပဲနဲ့ရေစီးကြောင်မျောပါသွားခဲ့ပါတယ်။ဟင်နရီဆုံးသွားတဲ့အခါမှာတော့အားလုံးတို့မိသားစုကဆောင်းရာသီမရောက်ခင်တင်းနံတွေရိတ်သိမ်းနိုင်အောင်အလုပ်ကိုနှစ်ဆလုပ်ခဲ့ရပါတယ်။အားလုံးကပြောင်းမှုတွေကိုတုံလုံးယုံစီကိုတည်လာခဲ့ပေမဲ့အထက်မှာသူတို့အစားအစာတွေကိုစားနေတဲ့ကုကုရှိနေတာကိုတော့သူကသတိထားမိသွားခဲ့ပါတယ်။အဲနောက်သူကချောင်းကြီးလိုက်တဲ့အခါမှာတော့ပြောင်းမှုတွေစားနေတဲ့ကောင်လေးကိုတွေ့ခဲ့ပြီးဒေါသထွက်သွားတာ သူ့ဘေးတည်ဆုံးမှုအတွက်ကောင်းလေးကိုပြစ်တင်ခဲ့ပါတယ်။အားလုံးကကောင်းလေးကိုလိုက်ဖမ်းခဲ့ပြီးလှမ်းကိုက်တဲ့အခါမှာမိသွားခဲ့ပေမဲ့သူတို့ကမြစ်ထဲကိုပြုတ်ကြကရေစီးနဲ့မျောပါသွားခဲ့ပါတယ်။အားလုံးကတရေရလာတော့သူကဘယ်ရောက်နေမှမသိဘဲနဲ့ကြောက်ရွံ့နေခဲ့ပြီးတော့မြင်နေရတဲ့တောင်ကုန်းတစ်ခုပေါ်ကိုလည်းတက်ခဲ့ပါတယ်။ဒါမဲ့လည်းသူကတောင်တက်မကျွမ်းတဲ့အတွက်ပြန်ပြန်ပြုတ်ကြနေခဲ့ပြီးတော့တောင်ထိပ်မှာကောင်းလေးကိုမြင်လိုက်ရတော့ရအောင်တက်နိုင်ခဲ့ပေမဲ့ကောင်းလေးကသူ့ကိုတဲနေပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အားလုံးကတောင်ကုန်းပေါ်ရောက်လာတဲ့အချိန်မှာကောင်းလေးကထွက်ပြေးသွားခဲ့ပြီး အားလုံးကတောင်ထိပ်ပေါ်ကနေပတ်ပတ်လေကိုကြည်ကအိမ်ပြန်လန်းကိုလည်းသူကရှာခဲ့ပါတယ်ခဏကြာတော့သူကဘယ်ရီသီးတလုံးကိုတက်နေမိပြီးတော့ရှာနဲ့ရက်ကြည့်လိုက်တဲ့အခါမှာတော့စားလို့ရမှန်းသူကတည်သွားခဲ့ပါတယ်သူကဘင်ကိုတွေးခဲ့ပြီးမဲ့အသီးတွေကမြင့်နေတဲ့အတွက်ကြောက်တုံးပေါ်ကနေတက်ခုခဲ့ပြီးမဲ့ကြောက်တုံးကချော်သွားပြီးတော့သူကလိမ့်ချသွားကကျွန်တော်ကကြောက်တုံးအောက်မှာပြီးသွားခဲ့ပါတယ်အဲ့တော့သူကကျွန်တော်ကိုထုံမရခဲ့ပဲနဲ့ညရောက်လာတဲ့အခါမှာတော့အားလုံးကဘယ်လိုလုပ်ရမလဲဆိုတာမသိပဲနဲ့ကြောက်ရွံ့နေခဲ့ပါတယ် ဒါမဲ့လေသူကအိပ်ပျော်သွားခဲ့ပြီးတော့နောက်တည့်ရက်မနက်မှနိုးလာကသူ့ခြေထောက်ကထုတ်လို့ရတာကိုသိသွားတော့အံ့ဩနေခဲ့ပါတယ်။ကျောက်တုံးအောင်မှာတွင်းတူထားတဲ့လူသားခြေရာတွေကိုသူကတတိထားမိသွားခဲ့ပါတယ်။အားလုံးတယောက်ဆက်သွားခဲ့ပေမဲ့ဘယ်လန်တိုင်းသွားရမလဲဆိုတာမသိခဲ့ပဲနဲ့မိုးရွာလာတော့အရိတ်ခိုစရာလှုပ်ပြီးတော့ဝင်နေခဲ့ရပါတယ်။ခဏကြာတော့သူကခြုံထဲတိုးလာတဲ့အတန်တွေကြားခဲ့ရပြီးကြောက်နေခဲ့ပေမဲ့လေလူသားကောင်လေးဖြစ်နေခဲ့ပါတယ်။ကောင်လေးကသူ့ကိုပုတ်တင်ညိုတကောင်နဲ့ပိုးကောင်ကြီးကိုစားဖို့ယူလာပေးကစားခိုင်းခဲ့ပေမဲ့အားလုံးကမစားတတ်တဲ့အတွက်ကောင်လေးကဘယ်ရီတီးတွေယူလာပေးခဲ့ပြီးတော့ ားလုံးကလည်းအာပတရစားခဲ့ပါတယ်။သူတို့နှစ်ယောက်ကယင်းဒီလာခဲ့ပေမဲ့အားလုံးကကောင်လေးကိုတော့သိသဘောမကျခဲ့သေးပါဘူး။မဝါသေးတဲ့အားလုံးကကောင်လေးနောက်ကိုလိုက်ခဲ့ပြီးတော့သူတို့နှစ်ကောင်ကတောင်စုံးမှလမ်းလျှောက်ခဲ့ကြကာဟနေတဲ့နေရာကိုရောက်တဲ့အခါမှာတော့အားလုံးခြေထောက်ကိုကိုက်လိုက်တဲ့အတွက်အားလုံးကလန့်သွားကာသူ့ကန္နာကူကတရားလိုဖြစ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ကောင်လေးကသူ့ဘော်ကနေဖျက်လျှောက်သွားကအားလုံးကလည်းတောင်စုံတစ်ဖက်ပေါ်ကိုသူ့ဘာသာတက်ခဲ့ရပြီးတော့ဗယ်ဒီတီးတွေတီးနေတဲ့အပင်စီကိုလည်းသူတို့ကရောက်သွားခဲ့ကြပါတယ် အားလုံးကဘယ်ရီသီးတွေကိုစားနေတော့မွေတကောင်ကသူ့ကောင်းပေါ်ပြုတ်ကျလာတဲ့အခါမှာတော့အားလုံးကကြောက်သွားကတောင်စုံပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။မွေကသူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့အားလုံးကကြောက်နေခဲ့ပေမဲ့ကောင်လေးကမွေနဲ့ရှင်ချကမွေပေါ်တက်ခွာပြီးတော့မောင်းထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စတန်ရက်ကိုစောရက်တကောင်ရောက်လာကသူ့ကိုကာကွယ်ဖို့ကောင်လေးကိုလိုတဲ့အကြောင်းပြောခဲ့ပြီးတော့သူနဲ့အားလုံးကကောင်လေးကိုပထမဆုံးနိုင်ပြီးပေးနိုင်တဲ့သူကခေါ်ထားလို့ရမယ်လို့သဘောတူခဲ့ကြပါတယ်။ သူတို့ကနာမည်တွေပြောနေကြတော့အားလုံးကကောင်းလေးကို spot လို့ခေါ်လိုက်တဲ့အခါမှာတော့ကောင်းလေးကသူ့နာကတ်လာကအတူတူရှိခွင့်ရသွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့အားလုံးနဲ့ spot ကအိမ်ပြန်လန်းကိုရှာနေခဲ့ကြပေမဲ့ spot ကပွေးတဲ့ကောင်ကိုတွေးတော့ရက်ခဲ့ပါတယ်။ ပွေးကတွင်းနေရှိတဲ့စီကိုပြေးသွားခဲ့ပြီးစပော့ကတွင်းတွင်းကိုမှုတ်လိုက်တော့ပွေးသုံးကောင်မြောက်လာတဲ့အတွက်သူတို့ကရေခဲကြပါတယ်။အားလုံးလိုက်လို့ကြီးလိုက်တဲ့အခါမှာလဲပွေးတွေလေးပေါ်မြောက်လာခဲ့ပြီးတော့ငါးကမြောက်မှာတော့အားလုံးကတွင်းနေတဲ့ကပွေးတွေအကုန်လုံးကိုလေးပေါ်မြောက်တက်သွားမှုတ်နိုင်ခဲ့ပါတယ်။ဒါမဲ့လဲပွေးတွေကသူ့ပေါ်တက်လာတဲ့အခါမှာတော့အားလုံးကကြောက်ရွံ့သွားခဲ့ပြီးတော့စပော့နဲ့မြစ်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီနောက်မှာသူတို့ကဂုံးပေါ်ပြန်ရောက်တော့အားလုံးကသူစားနေတဲ့အသီးတွေကိုစပော့ကိုကျွေးခဲ့ပြီးအသီးတွေကသူတို့ကိုဟိုက်စေတဲ့အတွက်နှကောင်သားဝီကွဲတယ်လို့ထိုင်ရခဲ့ကြပါတယ်။ အားလုံးကကြည်လာတဲ့ spot ကိုမြင်ခဲ့ပြီး spot ကမျိုးလုံးတွေထပ်ထွက်လာတဲ့အားလုံးကိုမြင်ခဲ့ရပါတယ်။အချိန်ပြေသွားတော့သူတို့ကခီးဆက်ခဲ့ကြပြီးတော့တညမှာအားလုံးကသူ့ဖေနဲ့တုန်းကလိုပိုးစုံကျူးတွေရှိတဲ့မြခင်ပြင်တစ်ခုကိုတွေ့သွားခဲ့ပါတယ်။သူတို့ကခဏနားခဲ့ကြပြီးတော့အားလုံးကတကိုင်းလေးတွေနဲ့သူ့မိသားစုလိုတန်းစီပြီးတော့ spot ကိုမိသားစုအကြောင်းရှင်းပြခဲ့ပါတယ်။ spot ကတုန်ကြီးတဲ့ချက်ကိုနားလည်ခဲ့ပြီးတကိုင်းနေနဲ့သူ့ရဲ့သူ့မိဘတွေရဲ့ပါတဲ့သူ့မိသားစုကိုပုံဖော်ခဲ့ပါတယ်။ဒါမဲ့ lesbot ကတကိုင်းရှိနှချောင်းကိုမြှုပ်လိုက်တော့သူမိဘတွေဆုံးသွားပြီဆိုတာကိုအားလုံးကသိသွားခဲ့ရပါတယ် ားလုံးကလည်းသူ့ဖွေဆုံးသွားတာကိုပြဖို့အတွက်တကိုင်းတကိုင်းကိုမြေမြို့လိုက်ကနှစ်ယောက်သားပူဆွေးဝမ်းနေခဲ့ကြပါတယ်။နောက်တစ်မိနစ်မှာတော့စပေါ်ကအိမ်မဆိုးမဲ့နေတာကိုအားလုံးကသတိထားမိခဲ့ပါတယ်။အဲဒီညနေခင်းမှာပဲသူတို့နှစ်ယောက်ကမုံတိုင်းမိခဲ့ကြပြီးလျက်စည်းလက်တာကိုမြင်လိုက်ရတော့အားလုံးကသူ့ဖွေတည်သွားခဲ့တဲ့ညကိုမှတ်မိသွားခဲ့ပါတယ်။ဆက်သွားဖို့တတိမရှိတော့တဲ့အားလုံးကပြန်လှည့်ပြေးခဲ့ပါတယ်။နောက်တစ်မိနစ်မှာတော့အားလုံးကနိုးလာကပျက်စီးတွေကိုမြင်ခဲ့ပြီးတော့ခဏကြာတော့တာရိုတတိုင်ကသူနာကိုယောက်လာခဲ့ပါတယ်။တာရိုတတိုင်ခေါင်းဆောင်တဲ့တန်တာကလပ်က အားလုံးကိုသူတို့ကအသက်ရှင်ကြံရည်သူတွေကိုရှာနေတဲ့အကြောင်းပြောပြီးတော့တူနောက်လိုက်တွေကိုပတ်ကြည့်ခိုင်းခဲ့ပါတယ်။ဒါလိုတတိုင်းတကောင်ကတပ်ပင်ပြပြီးတော့ဒဏ်ရာရနေတဲ့တတဝါတကောင်ကိုတွေ့ခဲ့ပြီးတပ်ပင်ကိုဖယ်ဖို့အတွက်အားလုံးကိုအကူအညီတောင်းခဲ့ပါတယ်။ခဏကြာတော့သူတို့ကဒဏ်ရာရနေတဲ့တတဝါကိုကယ်တင်နိုင်ခဲ့ကြပေမဲ့တန်နာကလက်ကအဲဒီကောင်ကိုစားလိုက်တော့အားလုံးကထွက်ပြေးခဲ့ကြပါတယ်။ဒါမဲ့လည်းတန်နာကလက်ကအားလုံးစီကနေလူသားနဲ့ရတဲ့အခါမှာတော့အားလုံးကသူတို့ကိုလေစားခဲ့ပေမဲ့သူတို့ကစပော့ကိုရှာတွေ့သွားခဲ့ပါတယ်။ တို့ကစပော့ကိုလိုက်ဖမ်းတဲ့အခါမှာတော့အားလုံးကကြောပေါ်တင်ကထွက်ပြေးခဲ့ပေမဲ့တို့ကဒိုင်နိုဆောရက်ကြီးနှစ်ကောင်နဲ့တွေ့ခဲ့ပါတယ်။ဒါမဲ့လေဒိုင်နိုဆောကြီးနှစ်ကောင်ကသန္တာကလပ်တို့ကိုပဲတိုက်ခိုက်ခဲ့ပြီးတော့နှင်းထုတ်ကအားလုံးနဲ့စပော့ကိုတော့ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြပါတယ်။မကြာခင်မှာပဲဒိုင်နိုဆောရက်အဖေကြီးဘော့ရောက်လာကကျွဲအုပ်ကိုရှာရအောင်မှဖြစ်တဲ့အတွက်အားလုံးကိုမကူညီနိုင်သေးကြောင်ပြောခဲ့ပါတယ်။ စပေါ့ကအကုန်လုံးကိုနှက်ခံနိုင်တဲ့အတွက်အားလုံးကသူတို့ကိုခြေရာခံဖို့ကူညီနိုင်ကြောင်းပြောခဲ့ပါတယ်သူတို့ကစပေါ့ရဲ့ကူညီနဲ့ကျွဲအုပ်ကိုရှာတွေ့ခဲ့ပေမဲ့ဒိုင်နိုဆောတွေကသူတို့ကျွဲအုပ်အခိုးခံလိုက်ရတဲ့အတွက်တကိုးတွေထွက်လာအောင်အားလုံးနဲ့စပေါ့ကိုတဲကျက်လုခံခဲ့ပါတယ်သူတို့ကကြောက်တုံးမော်ကိုတက်ကအားလုံးကိုဟိန်းခိုင်းခဲ့ပေမဲ့သူ့အတန်ကပြောနေတော့စပေါ့ကသူ့ချစ်တော်ကိုကြိုက်ကအတန်ကြေအောင်လုခဲ့ရပါတယ်သူအတန်ကြောင့်တကိုးတွေရောက်လာကသူတို့ကိုတိုက်ခိုက်ခါနီးမှာတော့ဘော့ချ်ကရောက်ချလာကတကောင်ကိုဖမ်းခဲ့ပါတယ် အားလုံးကတခြားတကောင်တိုက်ခိုက်တာခံရပြီးတိုက်ခိုက်မှုကြောင့်ကျွဲတွေကလန့်ပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်။သူတို့ကပြင်းနေရင်းနဲ့ Dinosaurus တွေကတိုက်ခိုက်ခံခဲ့ရပြီးအားလုံးကလည်းနင်းမိမှာစိုးတဲ့အတွက်ကြောက်တုံးနောက်ကိုဝင်ပုန်းခဲ့ရပါတယ်။သူကအကောင်သေးပေမဲ့စိတ်ပြင်းတော့ Bosch ကိုကူညီခဲ့ပြီးတော့တကိုးတကောင်ကိုကောင်းနေတိုက်ပြီးတော့နောက်တကောင်ကိုအမီးနဲ့ရိုက်ခဲ့ပါတယ်။တကိုးတွေကသူ့စီထက်လာခဲ့ပေမဲ့ Bosch ကလန်တဝက်ကဖြတ်ကြိုက်ကလေထဲလွှတ်ထွက်သွားအောင်လွှတ်ပစ်ခဲ့ပါတယ်။တကိုးတွေကထွက်ပြေးသွားတဲ့အခါမှာတော့ Bosch တို့ကဟင်းအောင်ခဲကြပြီးတော့အားလုံးကိုလည်းလိုက်ဟင်းခိုင်းခဲ့ပါတယ်။ တို့ရဲ့တိုက်ပွဲနိုင်သွားတော့ကျွဲဦးကိုလည်းပြန်ပေါင်းခဲ့ကြပြီးတော့နေဝင်တဲ့အထီကိုအတူတူပြေးခဲ့ကြပါလေ။ Nash ကပိုးကောင်တကောင်နဲ့တချင်းကြီးနေခဲ့တဲ့ spot ကိုသဘောကျတဲ့အတွက်အားလုံးကိုလဲလေလုံမလားလို့မေးကပိုးကောင်ကိုပြေးခဲ့ပါလေ။အားလုံးက spot ကိုအိမ်မွေးတတော်ဝါလို့သဘောမထားဘဲနဲ့တငယ်ချင်းလို့သဘောထားကရောင်းချဖို့မဟုတ်ကြောင်းရှင်းရှင်းလင်းလင်းပြောခဲ့ပါလေ။အဲ့နောက်မှာတော့ Nash ကသူ့ခြေောက်ကိုမီးဖို့တဲ့ထဲခဲ့ပြီးသူ့ခြေောက်ကတန်ရာရထားတဲ့အတွက်နာကျင်မှုကိုမခံစားရတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။ Nash တို့ညီကိုက Bosch ကိုသူ့မျက်နှာမှာအမာရွက်တွေပလိုရလာလဲလို့မေးလိုက်တဲ့အခါမှာတော့ ဘော့ကအရင်တုန်းကအရန်ကျန်းတဲ့မိချောင်းတကောင်နဲ့ရင်ဆိုင်ခဲ့ရတဲ့ကြောင်းပြောခဲ့ပါတယ်။သူကရေတောက်ဖို့ကန်တဲ့ကိုဆင်းတဲ့အချိန်မှာမိချောင်းကသူ့မျက်နှာကိုကိုက်ခဲ့တာပဲဖြစ်ပါတယ်။ဘော့ကဒဏ်ရာရခဲ့ပေမဲ့လည်းမိချောင်းကိုအသာစီးရကာထွက်ပြေးသွားအောင်လုပ်နိုင်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့အားလုံးကဘော့တိုးနဲ့ကျွဲလိုက်ကြောင်းခဲ့ပြီးဘော့ကသူ့ကိုကျွဲဦးကိုလမ်းပြဖို့အတွက်တတိမွေးဖို့အားပေးခဲ့ပါတယ်။အားလုံးကကျွဲတွေကိုလမ်းမှန်ပြပေးခဲ့ပြီးဘော့ကနေရာမှန်ကိုရောက်လာတာလို့အမြင်က နင်းအောင်တွေကိုမြင်တော့အားလုံးကိုမြေကျောင်းအတိုင်းသူသွားရမယ့်အိမ်ပြန်လမ်းရောက်ပြီလို့ပြောကလမ်းခွဲခဲ့ကြပါတယ်။ခရီးဆက်ပြေခဏကြာတဲ့အခါမှာတော့အားလုံးနဲ့စပေါ်ကမြေကိုရှာတွေ့ခဲ့ကြပါမယ်။စပေါ်ကလူတယောက်ရဲ့အနှံ့ကိုရားတဲ့အခါမှာတော့သူကရက်ခဲ့ပါတယ်။ပေါ်နဲ့ဖိုးကြီးတို့ကလည်းချင်းချင်းကြည့်နေခဲ့ကြပြီးတော့စပေါ်ကသူ့စီကိုရှောက်သွားခဲ့ပါတယ်။ဘာဖြစ်နေလဲဆိုတာမသိတဲ့အားလုံးကစပေါ်ကိုတားပြီးတော့သူ့ကြောပေါ်တင်ကခီးဆက်ခဲ့ကြပါမယ်။ပုံတိုင်းကြလာတဲ့အခါမှာတော့အားလုံးကလျှက်စီးတွေကိုကြောက်နေခဲ့ပြီးရက်နေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲတာရိုတက်တိုင်းတွေရောက်လာကသူတို့အပေါ်မှာဝဲပြန်နေခဲ့ကြပြီးတော့ရုတ်တရက်တိုက်ခိုက်ခဲ့ကြပါတယ်။အားလုံးတယောက်ပြန်တန်းနေတဲ့တာရိုတက်တိုင်းတွေကြောင့်မူးနောက်လာခဲ့ပြီးတော့တာရိုတက်တိုင်းတွေကတစ်ချိန်တည်းမှာပဲပပောင်းစုံကနေတိုက်ခိုက်ကြကာစပော့ကိုခြေသွွားခဲ့ကြပါတယ်။အားလုံးကလမ်းဆွဲထားခဲ့ပေမဲ့လည်းတာရိုတက်တိုင်းတွေကစပော့ကိုခေါ်သွားခဲ့ကြပြီးတော့သူ့ကိုတောင်စုံဘော်ကနေတွန်းချခဲ့ပါတယ်။ပြုတ်ကျသွားတဲ့အခါမှာတော့အားလုံးကຫນွေရီနဲ့ညှိနေခဲ့ပြီးရုံးနေရာတော့မှာကျောက်တုံးကသူ့ဘော်ပြုတ်ကျလာကာထင်အောင်ထင်မှားဖြစ်ခဲ့ရပါတယ်။ ူပေကသူ့ကိုလက်လော့ပေးခဲ့ပြီးတော့သူတို့နှစ်ယောက်ကလမ်းလျှောက်သွားကြကအားလုံးကကောင်းကင်ဘော်ကလျက်စည်းတွေကိုမြင်လိုက်ရကအပြည့်ရှိစိတ်ခံစားရနေတဲ့အတွက်သူ့ပေကိုတောင်းပန်ခဲ့ပြီးတော့ဘယ်တော့မှတည်ဖို့မကြောင်တော့ဘူးလို့လည်းသူကပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူ့ပေကသူ့သားကိုလှဲ့ကြည့်ကသူတိတ်ဆုံးမှုကသူ့မားဖြစ်ပြီးတော့အားလုံးနဲ့မဆိုင်တဲ့အကြောင်းနဲ့သူတိတိမြအကောင်တွေထဲမှာအားလုံးကအတံပါဆုံးဖြစ်ကြောင်းပြောပြီးတော့အားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အားလုံးကတတိယလာကနွေရီကြားကယုံထွက်ပြီးတော့စပော့ကိုလိုက်ခဲ့ခဲ့ပါတယ်။ သူဝိနာမမိုးချိုးပြစ်ခဲ့ပေမဲ့လည်းအားလုံးကမကြောက်တော့ဘဲနဲ့ဆက်ပြေးကစပော့လို့အော်ခေါ်ပြီးတော့အချက်ပြပေးခဲ့ပါတယ်။သူကစပော့ရဲ့အော်တန်ကိုပြန်ကြားလိုက်ရပြီးတော့ထားလို့တတိုင်းတွေအစားမခံရအောင်တစ်ခေါင်းတွေထဲမှာဝင်နေတဲ့စပော့ကိုလည်းတွေ့ခဲ့ပါတယ်။အားလုံးကပြေးသွားခဲ့ပြီးတော့ထားလို့တတိုင်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အားလုံးကလီထဲကိုဆွဲမချခံရပေမဲ့ ဒုက္ခရောက်နေတဲ့ spot ကိုမြင်တဲ့အခါမှာတော့အားလုံးကဒေါသထွက်သွားကာသူ့မိနဲ့တပင်တပင်ကိုဆွဲလဲလိုက်တော့ဒါတို့တတိုင်းတွေပေါ်ကိုပြီးသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲ spot ကတန်နာကလပ်ရဲ့တောင်းပန်ကိုအပေါက်ဖြစ်သွားအောင်ကတ်လိုက်တဲ့အခါမှာတော့တန်နာကလပ်ကပြန်ပြေးခဲ့ပေမဲ့အားလုံးကတကိုင်းနဲ့လှမ်းပစ်လိုက်တဲ့အချိန်မှာပဲတန်နာကလပ်ကပြုတ်ကျတေဆုံးသွားခဲ့ရပါတယ်။မြက်ကလေးရေကြီးလာတဲ့အခါမှာတော့အားလုံးကစိတ်တန်ရာကြောင့်ကြောက်ရွံ့နေခဲ့ပေမဲ့လည်းတက်တီမွေးက spot ကိုကယ်တင်ခဲ့ပါတယ်။ဒါမဲ့လည်းသူတို့နှစ်ယောက်ကရေထဲကိုမျောပါသွားခဲ့ပြီးအားလုံးကတက်ခေါင်းထဲမှာတတိလက်နေတဲ့ spot ကိုတွေ့သွားခဲ့ပါတယ်။ သူကစပော့စီကိုကူးသွားကလမ်းဖမ်းလိုက်ပြီးတဲ့နောက်မှာတော့ရေကွန်ဘော်ကနေနှစ်ကောင်သားပြုတ်ကျသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘဲနဲ့အားလုံးကစပော့ကိုတဲကကုန်းပေါ်တက်ခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့ယာတီဥရုကပြန်ပြီးတာယာလာခဲ့ပြီးတော့အားလုံးကလည်းသူ့အိမ်နဲ့หนีလာခဲ့ပါပြီ။ဒါမဲ့လည်းသူတို့ကလူတွေကိုမြင်လိုက်ရတော့ရက်ခဲကြပြီးတော့လူကြီးနှစ်ယောက်နဲ့ကလေးနှစ်ယောက်ပါတဲ့မိသားစုတစ်ခုမှတီးသွားခဲ့ကြပါတယ်။စပော့ကသူတို့နားကိုကက်သွားတဲ့အခါမှာတော့အဖိုးကြီးကစပော့ကိုအနံ့ခံကြည့်ခဲ့ပေမဲ့စပော့ကနောက်ပြန်ဆုတ်ခဲ့ပါတယ် ဒီနောက်မှာတော့မိမဖြစ်သူကစပေါ်နာကိုကတ်လာကကောင်းလေးကိုပို့ပေးလိုက်တဲ့အခါမှာတော့စပေါ်ကမိခင်မြတ်တာကိုခံစားမိသွားခဲ့ပါတယ်။ဒီနောက်မှာတော့ကလေးနှစ်ယောက်ကလည်းစပေါ်နာကတ်လာကကစားခဲ့ကြပြီးအချင်းချင်းသဘောကျသွားကြကအဖေဖြစ်သူကပါစပေါ်ကိုပွေထားခဲ့ပါတယ်။အားလုံးကလည်းစပေါ်ရဲ့မိသားစုမန်းကိုတည်သွားခဲ့ပြီးတော့စပေါ်ကအားလုံးကြောပေါ်တက်လာတော့အားလုံးကသူ့ကိုအောက်ပြန်ချကသူ့မိသားစုစီကိုပဲသူကပြန်သွားခိုင်းခဲ့ပါတယ်။စပေါ်ကအားလုံးစီကိုထက်လာခဲ့ပေမဲ့လည်းအားလုံးကတွန်းထုတ်ခဲ့ပြီးတော့သူ့လိုရက်ကိုနားလည်အောင်စပေါ်တို့မိသားစုနားမှာဆက်ဝိုင်းတစ်ခုဆွဲခဲ့ပါတယ် ဒီနောက်မှာတော့ Sport လည်းနားလေသွားခဲ့ပြီးတော့သူတို့နှစ်ယောက်ကပွဲဖက်နှုတ်ဆက်ကြက Sport ကဘဝသက်ကိုစတင်မှုသူမိသားစုနဲ့ထွက်ခွာသွားခဲ့ပါတယ်။အားလုံးကလည်းအိမ်ပြန်လန်းကိုဆက်လျှောက်ခဲ့ပြီးတော့နောက်ဆုံးမှာတော့အားလုံးကသူမိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။သူကြော်ဖြတ်လာခဲ့ရတဲ့အရာတွေကြောင့်အားလုံးကလည်းတူလောင်ယုံပေါ်မှာတစိခန့်နေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အားလုံးတစိခန့်နေလိုက်တော့သူမိသားစုကလည်းဂုဏ်ယူနေခဲ့ကြပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ။